အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာကိုရီးယားနိုင်ငံကဒီ TikToker influencer တယောက်ဒီအသက်ခံရတဲ့အမှုပေါ့နော်ဆိုတော့ကောင်မလေးရဲ့နာမည်က Yeon Ji-an လို့ခေါ်တယ်ဆိုတော့ဒီကောင်မလေးကဘယ်လိုသက်ခံရတယ်ပြီးတော့သူ့ရဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုဒီနေ့ဒီဗီဒီယိုမှာပြပြပြမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစတင်ခင်မှာပထမအဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ channel link ကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ပြီးသွားဖို့တောင်းဆိုချင်ပါတယ်ပြီးတော့ ကျွန်တော်ရဲ့ဗီဒီယိုတိုင်းကို like တွေပေးတယ် comment တွေရေးတယ်ပြီးတော့ share တွေလုပ်သားကြတယ်ဒီတိုးတယောက်ခြေစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီဖြစ်ရက်က2025ခုနှစ်ဒီစက်တင်ဘာလထဲမှာပဲဖြစ်သွားခဲ့တာပေါ့နော်ပြောရရင်တော့လောလောလတ်လတ်ဖြစ်သွားခဲ့တာပေါ့ဆိုတော့ဒီမှုမှာပါဝင်တဲ့အဓိကလူနေရောက်ကပထမကကောင်မလေး ဒီတေွားတဲ့ကောင်မလေးယောဂျီအန်ပေါ့နော်ပြီးတော့နောက်တစ်ယောက်ကတော့ယောဂျီအန်ကိုတတ်တဲ့တေရခံဖြစ်တဲ့ဒီ try ပေါ့နော် try ဆိုတာကသူ့ရဲ့ normal web ပေါ့နော်သူတို့ကိုရီးယားနိုင်ငံမှာကဒီလိုမျိုးဒီဆော့ဆဲခံရတဲ့တေရခံကိုဆိုလို့ရှိရင်သူတို့ကဒီမျက်နှာမပြတာမျိုးတွေပြီးတော့သူတို့ရဲ့ဒီ personal ချက်လက်တွေကိုအမှန်မပြတာမျိုးတွေပေါ့နော်တော်ဝိုက်ပြီးတော့ပြတာမျိုးဆိုတော့သူ့နောက်မှာကို try လို့ပဲတည်ရတယ်ပြီးတော့သူ့ရဲ့ ဒီဓာတ်ပုံတွေကိုလည်းရှားလို့လည်းမြင်ရအောင်ပေါ့နော်။ဒါပေမဲ့ရှားလို့ရတဲ့ဟာကျတော့လည်းပဲမျက်နှာကိုဝါးပေးထားရတယ်ပေါ့နော်။ဆိုတော့အခုပြောမယ့်အကြောင်းအရာမှာသူတို့နှစ်ယောက်ကအဓိကလူနှစ်ယောက်ဖြစ်တယ်။ဆိုတော့ပထမဦးဆုံးဒီအသက်ခံရတဲ့ကောင်မလေးရဲ့နာမည်ကဂျော်ဂျီအန်သူက ဒီ TikTok မှာဒီ influencer လုပ်တယ်ပြီးတော့ तू อ่ะဒီ TikTok မှာ like တွေလွှင့်တယ် video တွေတင်တယ်အဲ့ဒီကနေမှ तू อ่ะပတ်စံတွေရတာပေါ့နော်ပြီးတော့ तू ကတရုတ်ဆောင်တယောက်ဖြစ်ချင်တယ်ဒါပေမဲ့သူ့ရဲ့ဒီ aim map ပေါ့နော်တရုတ်ဆောင်ဖြစ်ချင်တဲ့ aim map ကို तू ကဒီလိုမျိုး TikTok လေးဆော့ရင်းနေဒီ follower တွေရှာပြီးတော့မှပဲ तू ဖြည်းဖြည်းတစ်စိတ်စိတ်တစ်စိတ်ချင်း तू တက်လန်းသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू อ่ะ TikTok မှာစူးစမ်းနေတာပေါ့ပြီးတော့ဒီ chain ရဲ့အကြောင်းကကျတော့ chain ကကျတော့ဒီအသက်က55 60လောက်တော့ရှိပြီ तू ကဘယ်လိုလဲဆိုတော့အဲဒီလိုမျိုး TikTok စားစောတဲ့လူတွေဒီလိုမျိုး ီ content creator ပေါက်ဆက်လေးတွေကိုသူကချင်းကပ်ပြီးတော့သူက IT ဘိုင်းကျွမ်းကျင်တဲ့လူဆိုတော့ဗောနော် follower တွေများအောင်လုပ်ပေးမယ်အောင်မြင်အောင်လုပ်ပေးမယ်ဆိုပြီးတော့သူကချိကတ်တယ်ချိကတ်ပြီးတော့သူဟာအဲ့ဒီလူတွေစီကနေပြီးတော့အဲ့ဒီ creator တွေစီကနေပြီးတော့ပတ်စံဟို percentage ပြန်ယူတာဗောနော်သူယူတာကဒီ30အနီး50%ပြီးယူတယ်ဗောနော်ဒါကတော့တယောက်နဲ့တယောက်ဒီ creator တယောက်နဲ့တယောက်တော့မတူဘူးဗောအဲ့ဒီမှာ trying ကဒီကောင်မလေးဒီရောရှီယန်နဲ့မတွေ့ခင်မှာသူအရှိမကောင်မလေး၈ယောက်လောက်နဲ့သူကအလုပ်လုပ်ခဲ့ဘူးရယ်ပေါ့နော် သူကသူ့ကိုသူဒီ company ပိုင်ရှင်တယောက်လိုမျိုးဟန်ဆောင်တယ်ဒီ TikTok creator ရဲ့စကားပြောတဲ့အခါမှာသူကဒီ company တည်ထောင်ထားတဲ့ဒီ CEO ကိုတယောက်အနေနဲ့သူကဒီဟန်ဆောင်ခဲ့တယ်ပေါ့နော်ပြီးတော့သူကအဲ့ဒီအတွက်ကိုလည်းပဲဒီပတ်စံမရှိဘဲနဲ့သူကသူများစီကနေချေငါပြီးတော့သူကအဲ့လိုမျိုးလုပ်ခဲ့တာပေါ့နော်မသိရင်သူက company ပိုင်ရှင်တယောက်ပါပေါ့ပြီးတော့သူကဒီပတ်စံတွေချီးတယ်ချီးရတဲ့ဟာတွေကိုဒီလိုမျိုးဒီ content creator တွေစီကနေပြီးတော့ပတ်စံနဲ့ရတဲ့ဒီပတ်စံတွေနဲ့သူကပြန်ပေးလိုက်ပြီးလို့ရှိရင်သူကပြန်ပြီးတော့ ชี้ไล่ดาမျိုးတွေနေမဲ့ तू อ่ะလဲပတ်နေတာဗောနော်ပြီးတော့ဗီဒီယိုတွေပေါ့အောင်လုပ်ဖို့အတွက်ကလည်း तू ကအနောက်ကနေပြီးတော့ဒီလိုမျိုး boost လုပ်ပေးတာမျိုးတွေဒါမျိုးတွေ तू လိုက်လုပ်ပေးရေဗောနော်လိုက်လုပ်ပေးရခါကျတော့ तू မှာဒီဟာအတွက်လည်းပဲဒီအရင်းနှီးတွေညားတယ်ဗောနော်အဲ့မှာ तू ကဒီပတ်စံတွေရမ်းလို့တော့ဒီ तू ਨੇ လက်တွဲနေတဲ့ကော်မလေးတွေကို तू ကဒီအလုပ်တွေဖြီးလုပ်ဖို့အလုပ်တွေမညလုပ်ပြီးတော့ဒီပတ်စံရှာဖို့ဗောနော်ဒီနေ့နေ့ဆိုလို့ရှိရင်ဒီစားချေတောက်ချေရဲ့အဲ့ချေရဲ့လောက်ပဲပေးနာပြီးတော့ तू ကကြံတဲ့ချေတွေမှာအလုပ်လုပ် ဖို့အတွက်သူကဖိအားပေးရပါတော့အဲ့ဒီအချိန်မှာဒီကောင်မလေးတွေကဟိုဓာတ်မခံနိုင်တဲ့အခါမှာဒီတယောက်ပြီးတယောက်ဒီထွက်ကြတယ်ပေါ့နော်ဒီလိုနဲ့ပဲသူကနောက်ဆုံးကောင်မလေးတယောက်ကိုဆိုလို့ရှိရင်ဒီအခန်းထဲမှာသူကပိတ်ပြီးပိတ်ထားပြီးတော့ဒီပြန်ပေးဆွဲတဲ့ဟာမျိုးကြီးလည်းရှိတယ်ပြီးလို့ရှိရင်ကောင်မလေးတွေကိုသူကဒီရိုက်နေတာမျိုးကြီးလည်းရှိတဲ့ခါကျတော့ဒီကောင်မလေးတယောက်ဆိုလို့ရှိရင်ညသူဒီလိုမျိုးရိုက်နေပြီးတော့ဖန်ထားတယ်ဖန်ထားတဲ့ဟာကိုကောင်မလေးကဒီအတင်းဟိုသူအလုပ်ဆက်လုပ်ပါမယ်သူဗီဒီယိုတွေရိုက်ပါမယ်လိုက်တွေလွှတ်ပါမယ်ဆိုပြီးတော့သူကခရီးတွေပြီးပြီးတော့ပြန်ထွက်လာခဲ့တယ်ဒါပေမဲ့ ီအပြင်းကိုလည်းပြန်ရောက်ရောဒီကောင်ကသူ့ကိုဒီလိုမျိုးလုပ်ပါတယ်ဆိုပြီးတော့ရဲကိုတော့တိုင်လိုက်တာသူကအဲ့မှာရဲတွေရဲ့စစ်စစ်ချင်းကိုလည်းခံရတယ်အဲ့ချိန်မှာသူကတနည်းတော့ငြိမ်သွားတယ်ပေါ့နော်အဲ့ဒီတနည်းကြာပြီးတဲ့အချိန်ဒီ2025မှာမှဒီယောဂီအန်နဲ့လာတွေ့ရပေါ့နော်ယောဂီအန်ကအသက်က20ငငယ်ရွယ်မိန်းကလေးဖြစ်တဲ့အပြင်ဒီတက်တော့လွဲ့ရှိရပေါ့နော်ပြီးတော့ဒီ TikTok မှာလည်းပဲသူက follower 3000ကျော်ရှိနေပြီပေါ့နော်သူနဲ့စတွေ့တဲ့အချိန်မှာ ဲ့ချိန်မှာယောဂီအန်ကိုသူကကန့်လန့်တယ်ပေါ့နော်အာငါနှစ်ကိုဒီ follower တိုးအောင်လုပ်ပြီးမယ်အဲ့ချိန်မှာသူတို့ကဒီ percentage ကိုဘယ်လောက်သဘောတူလဲဆိုလို့ရှိရင်အာ GN က60% ီးတော့ဒီ chain ကကြာတော့40%ယူမယ်ဆိုပြီးတော့သူတို့နေသဘောတူပြီးတော့အလုပ်တွေလုပ်ခဲ့ကြတာပေါ့နော်ပထမကတော့ဒီ online ကပဲပြောရတယ်ဗျာပြင်မာတွေးခဲ့ကြတာလည်းမဟုတ်ဘူးပြင်မာလှုပ်လှုပ်ရတာလည်းမဟုတ်ဘူး online ကနေပြီးပဲဒီလိုမျိုးအလုပ်တွေလုပ်ခဲ့ကြတယ်ပြီးတော့ဒီရောဂျီယာရဲ့မိဘတွေကလည်းပဲအာလူချင်းလည်းမတွေးရဘူးဘာဟန်တရေမှမရှိလာနိုင်ဘူးဆိုပြီးတော့သဘောတူခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲရောဂျီယာရဲ့အကောင့်ကသူနဲ့လက်တွဲပြီးတဲ့တလအတွင်းမှာ follower ဒီတသိန်းရနေပြီးတော့သုံးသိန်းကျော်အထိရရှိလာခဲ့တယ်ပေါ့နော် အဲ့ချိန်မှာဒီဝင်ငွေတွေရတဲ့အရင်ရလာတဲ့အချိန်မှာအရင်တော့ကဆိုလို့ရှိရင်ဒေါ်လာ10လောက်ရလို့ဒီ၄ဒေါ်လာလောက်ဒီ try ကိုပေးရတာကပြဿနာမရှိဘူး။ဒါပေမဲ့ဥပမာဒေါ်လာ1000ဒေါ်လာ1000အဲ့လိုမျိုးရှာနိုင်ပြီဆိုလို့ရှိရင်တော့ဒီ try ကို ခွဲပေးရတဲ့ပမာဏကတော့များသွားပြီပေါ့နော်။အဲ့လိုမျိုးလဲစဉ်းစားလို့ရတဲ့တမိပေါ့။နောက်ဆုံးနေ့ကကျတော့ဘာလဲဆိုတော့အဲ့ဒီ ဒီ try ရဲ့ဒီမကောင်းတဲ့အချင်းပေါ့နော် तू ကဒီရန်လွှမ်းမိုးတယ်သူ့ရဲ့အလုပ်ကိုပဲ तू လုပ်တာမဟုတ်ပဲနေဘယ်လိုပြောရမလဲဒီကောင်မလေးကိုအဲဒီ तू အရင်အရင်ကလုပ်ခဲ့သလိုမျိုးပေါ့ဒီ pressure တွေပေးတယ်အလုပ်ကိုမြင်များစူးစမ်းဖို့ဒီစားချိန်တောက်ချိန်အဲ့ချိန်တော့ပဲခြံပြီးတော့အလုပ်ကိုမြင်များလုပ်ဖို့ तू ကအဲ့လိုမျိုး PR တွေပေးခဲ့တယ်ပေါ့နော်ပြီးတော့သူကအကျွေးတွေနဲ့ဒီပက်လက်ဝိုင်းနေရဆိုတော့သူ့အတွက်ကဒီပက်ဆန်ကမြင်းများရှာနိုင်ပြီးကောင်းပြီပေါ့နော်ဒါပေမဲ့တကယ်တမ်းအလုပ်လုပ်နေတဲ့ content creator တွေကကြာတော့ဒီပက်ဆန်ဘလောက်ပဲရရသူတို့မှလည်းသူတို့ရဲ့ဒီ ချိန်ဆိုတာတော့ရှိတာပေါ့နော်ဘယ်လိုပုံမှာပဲအများအားချိန်ပေးနေလို့တော့မရဘူးပေါ့သူတို့ရဲ့ personal time လေးတွေရှိမှာပေါ့နော်အဲ့လိုနဲ့ပဲဒီ yogi app အတွက်ဒီ train ကသူ့ပုံမှာဖြစ်အားတွေအများများလာခဲ့တယ်ထိချုံမှုတွေအများများလာခဲ့ပြီးတော့ကျွန်တော်ပြောဖို့တခုမိသွားတယ်ကောင်မလေးရဲ့ဖုန်းထဲမှာဒီ train ကနေပြီးတော့ အဲဒီ location တခုပေါ့နော် location application တခုကိုထည့်သွင်းထားတယ်ပေါ့နော်ထည့်သွင်းထားတယ်ဆိုတာလည်းကော်မလီရဲ့ခွင့်ပြုချက်နဲ့ထည့်သွင်းထားတယ်ဘာလို့ဆိုသူရဲ့အရင်ဒီလုတ်အလုတ်လုတ်ခဲ့ဘူးတဲ့ကော်မလီတွေကကြတော့ဒီမလုတ်ချင်တော့ဘူးဆိုပြီးတော့ဒီတိုင်းပဲဒီပြောပြီးတော့ထွက်သွားကြတာပေါ့နော်အဲ့ခါကျတော့သူ့မှာနောက်ကနေ live လို့မရတော့ဘူးပေါ့အခုကျတော့သူကဒီဟာလေးကို तू ကဖွင့်လင်းလင်းပြောပြပြီးတော့ဒီကော်မလီရဲ့ဖုန်းထဲမှာ application ဒီ location ကို तू ကထည့်ထားခဲ့တယ်ပေါ့နော်မန်တကယ်ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ location ကိုညကိုမိသားစုကိုယ့်ရဲ့ဒီရင်းနှီးရဲ့သူမဟုတ်ဘဲနဲ့တခြားသစိတရောက်ကိုတော့မပေးသင့်ဘူးပေါ့ ော်ဒါပေမဲ့ကောင်မလေးကအဲ့လိုမျိုးဒီဘာမှမဖြစ်တော့ဘူးထင်ပြီးတော့ तू ကလက်ခံခဲ့တယ်ဒီလိုနဲ့ပဲကောင်မလေးကတစ်လားတစ်လောက်ကိုဒေါ်လာ၄000ကနေပြီးတော့ तू က9000လောက်ထိကို तू ကရှာနိုင်ခဲ့တယ်ဒီလိုနဲ့ပဲနောက်ပိုင်းမှာ तू ကခုနကပြောတဲ့ဒီ try ရဲ့ PR တွေကို तू ကမခံနိုင်တော့တဲ့ချိန်မှာ ထရိုင်ကိုသူကဒီအလုတ်ဆက်မလုပ်ချင်တော့တဲ့အကြောင်းကိုသူကပြောတယ်။အဲ့ဒီအချိန်မှာထရိုင်ကသူ့အခန်းရှိထိလာပြီးတော့ဒီဒူးထောက်ပြီးတော့တောင်းပန်တယ်ဒီမှာ CDB file နဲ့ကျွန်တော်ပြထားပြီးမြဲ။တောင်းပန်ပြီးတော့သူ phone ကိုလုနေရလားမသိဘူး။အဲ့ဒီ CDB ထဲမှာတော့ကျွန်တော်တွေ့ရတယ်။အဲ့လိုတောင်းပန်လည်းပဲကော်မလီဘက်ကနေပြီးတော့လက်မခံတော့ဘူး။သူတို့နှစ်ယောက်ကဒီဆက်ဆက်ရေးဒီလက်တွဲဖြုတ်လိုက်ကြရပေါ့နော်။ဒီလာတောင်းမဲ့တဲ့နေကဒီကောင်ကဒီသူ့ရဲ့အိမ်ကိုဒီဘန်မှာသူကပေါင်ထားတဲ့ဘယ်လိုပြောမလဲဆုံးမဲ့နေပေါ့နော်ဘန်မှာသူကပေါင်ထားတာကြာပြီ။ဒါပေမဲ့အဲ့ဒီသူလာတောင်းမဲ့တဲ့နေမှာ ဒီသူ့ရဲ့အိမ်ကဆုံးတဲ့နေ့ပေါ့နော်။ဒါရဲ့အတိုးတွေမတက်နိုင်တဲ့ခါကျတော့သူ့အိမ်ကိုဘန်ကနေပြီးတော့တိမ်ပြီးတော့လေလံတင်တယ်ပေါ့နော်။လေလံတင်တဲ့ခါမှာသူ့မှာဒီနေစရာအိမ်လည်းမရှိတော့ဘူး။ပြီးတော့သူ့ကိုဝင်ငွေအ धिक အများဆုံးရှာပေးနေတဲ့ဒီယွန်ဂျီအန်ဆိုတဲ့ကောင်မလေးကလည်းပဲသူ့နဲ့လက်ပဲဖြုတ်သွားတဲ့ခါမှာသူကအရန်ဒေါသထွက်ပြီးသူ့ကိုသူရှက်လက်ရှည်ကြီးတုံးမြလည်းဖြစ်ပြီးတော့ဒီလိုနဲ့ပဲ2025ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာကော်မလီကသူ့ခန်းမှာလိုက်လွှဲပြီးတော့နိုင်ဝဲလောက်ကြာတဲ့အချိန်မှာသူကကော်မလီတိုက်ခန်းတဲ့ဝင်ပြီးတော့ကော်မလီကိုလက်ပဲညှစ်တတ်တယ် ီးတော့သူကကောင်မလေးရဲ့အလောင်းကို language ထဲကိုထည့်ပြီးတော့သူ့ရဲ့ကားပေါ်တင်ပြီးတော့သူကဒီဆိုးမျိုးနဲ့ဒရန်ဝေးတဲ့ဒီမူဂျူခရိုင်ကဒီတောင်ပေါ်နေရာတစ်ခုကိုသူကကားမောက်ထွက်လာပြီးတော့အဲ့မှာအလောင်းကိုသွားဆော့ပြစ်တယ်ပေါ့နော် ပြီးတော့သူကကောင်မလေးရဲ့ဖုန်းနဲ့သူခီးထွက်เสียရှိလို့ခီးထွက်သွားတယ်ဆိုတဲ့အကြောင်းကိုကောင်မလေးရဲ့မိဘတွေကိုသူကဒီ message ပို့ထားပြတယ်ပေါ့နော် အဲ့လိုနဲ့ပဲကောင်မလေးကိုဆက်သွယ်လို့မရတဲ့အခါမှာကောင်မလေးရဲ့မိဘတွေကစက်တင်ဘာလ၄ရက်နေ့မှာရဲစခန်းကိုလူပြောက်တိုင်နေပေါ့နော်လူပြောက်တိုင်ပြီးတော့မှစက်တင်ဘာလ၁ရက်နေ့မှာဒီသူအလောင်းဆော့ပြစ်ခဲ့တဲ့ဒေသကဒီအလို့သမားတစ်ယောက်ကဒီသူ့အလို့ကိုသွားတဲ့အချိန်မှာ ဒီ language မှာဒီ language အမဲလေးကိုတွေ့တယ်ပေါ့နော်ဒီ language ကဒီ cell လဲပွင့်နေရဆိုတော့ तू ကအဲထဲမှာဘာရှိလဲမသိဘူးဆိုပြီးတော့သွားပြီးတော့ကြည့်ရတဲ့အခါမှာဒီ language ထဲမှာဒီကောင်မလေးရဲ့ထက်ပုံလေးကိုတွေ့တယ်ပေါ့နော်အဲ့လိုနေပဲဒီလူကရဲရီကိုဖုတ်ဆက်ပြီးတော့အကြောက်ကြားလိုက်တဲ့အခါမှာရဲရီရောက်လာပြီးတော့ဆက်ဆဲကြည့်တဲ့အခါမှာဒီကောင်မလေးရောဂျီအန်ရဲ့အလောင်းဖြစ်နေရဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်ဒီလိုနဲ့ပဲရောဂျီအန်ရဲ့မိဘတွေကိုခေါ်ပြီးတော့ရဲရီရာလည်းပဲ ဂျီဟာယောဂျီယန်ဖြစ်ကြောင်းကိုအတည်ပြုခိုင်းခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကောင်မလေးရဲ့ခန္ဓာကိုယ်မှာလည်းပဲဒီရိုက်နေခန္ဓာရရတဲ့ new mass ဘက်တန်ရာတွေလည်းရှိနေခဲ့တယ်ဒီလိုနဲ့ပဲရဲတွေက CCTV တွေကိုပြန်ဆက်ကြည့်တဲ့အခါမှာကောင်မလေးတိုက်ခန်းကနေပြီးတော့ယောက်ျားကြီးတယောက်ကဒီ language ကြီးကို swear ထွက်သွားတယ်ပြီးတော့ကားပေါ်ကိုဒီ language တင်သွားတယ်ဆိုတဲ့ဟာကိုလည်းမိလိုက်တယ်ပြီးတော့ဒီသူသွားနိုင်လောက်တဲ့ဒီ land လမ်းကြောင်းလေးရဲ့ဒီ CCTV တွေကိုလိုက်ပြီးတော့ဆက်ဆဲကြည့်တဲ့အခါမှာလည်းပဲဒီကားနံပါတ်ကိုတော့တွေ့ရရပေါ့နော်အဲ့တော့အဲ့ဒီကားနံပါတ်ကဘသူ ိုင်ဆိုင်လာလဲဆိုပြီးတော့ပြန်ပြီးတော့ရှာကြည့်တဲ့အခါမှာခုနကခြိုင်ဆိုတဲ့လူကပိုင်ဆိုင်နေတာကိုကြရတယ်။အဲ့တော့ခြိုင်ရဲ့လိမ့်စာကိုရတော့ဒီခြိုင်ရဲ့အိမ်ကိုလိုက်သွားတယ်ပေါ့နော်။အဲ့ချိန်မှာခြိုင်ရဲ့အိမ်ကိုကြတော့ဗန်ဒီကတိတ်ထောက်ပြီးမို့လို့ခြိုင်ကတော့အိမ်မှာရှိမနေဘူး။ဒီလိုနဲ့ပဲဒီကောင်မလေးနေတဲ့တိုက်ခန်းရဲ့ CCTV တွေပြီးတော့ဒီခြိုင်ရဲ့ကားသွားတဲ့ဒီလမ်းကြောင်းရဲ့ CCTV တွေပြီးတော့ခြိုင်သုံးတဲ့ဒီ handphone ရဲ့ဒီတီနေရပေါ့နော်ဒီအရာတွေအလုံးကိုရဲတွေကချိရခန့်လိုက်ဝါပြီးတော့နောက်ဆုံးမှာဒီ train ကိုဖမ်းမိခဲ့တယ်ပထမတော့ train ကညင်းတယ်ဒါပေမဲ့ ဒီ language ပေါ်မှာတွေ့တဲ့သူ့ရဲ့လက်ပွေရာတွေပြီးတော့ကောင်မလေးရဲ့ဒီလက်သေးအแทမှာတွေ့တဲ့သူ့ရဲ့ DNA တွေအကုန်လုံးကဒီသူနဲ့ကန့်ညီနေတဲ့အခါကျတော့သူကညင်းလို့မရပဲနောက်ဆုံးမှသူကဝါခံခဲ့တယ်။ဒီလိုနဲ့ပဲသူလှုပ်ခဲတဲ့ပြစ်မှုကတက်သေးတွေကလောကခိုင်မာနေတဲ့အခါကျတော့ရဲတွေကသူ့ကိုဖမ်းဆီးပြီးတော့ရုံးအမြင်ဆုံးတင်နေ။ခုချိန်မှာတော့သူကရုံးမှာစစ်ဆေးခံနေရတဲ့ဒီအခြေအနေပဲရှိပါသေးတယ်။ဆိုတော့ဒီနေ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မူခဲချောင်းအလေးတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်။